မနွေဦးရဲ့ Little Sunshine လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး Story Channel ကနေပြန်လဲကျေးဇူးပါတယ်ဒီနေ့မမနွေဦးရဲ့ Little Sunshine လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့တခဏတာအပျော်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ Little Sunshine လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အစဉ်နှစ်ပြလောက်ပြီလို့ထင်နေနော်အဲ့ဒီတော့ပုံမြင်လေးဆက်လိုက်ကြမေးတခဏတာအပျော် တခါတော့ကအသက်ငယ်ငယ်ကောင်းလေးတစ်တိုက်ဟာနေကင်းဘက်စုမိကြပြီးပျော်စရာကောင်းတဲ့ကစားနည်းတစ်ခုကစားဖို့တိုင်မိကြလေတဲ့ထွေခါ၎င်းတို့စုမိရာနေရာနဲ့မနီမဝေကရေကန်ကြီးထဲမှာတတ်သုံးပြတိုင်ကစားဖို့ကိုသဘောတူလိုက်ကြတယ်ထို့နောက်ရေကန်ရှိရာစီကိုထွက်လာခဲ့ကြလေတဲ့ရေကန်ကြီးနောက်ရောက်ကြတော့ကြောက်တုံးတွေပြစ်ဖို့ကြောက်တုံးလေးတွေရှာကြစုကြတယ်ပေါ့အဲ့ဒီရေကန်ကြီးဟာတကယ်တော့ဖားရီနေထိုင်ကြတဲ့ရေကန်ကြီးတစ်ခုဆိုလဲဟုတ်တယ် ထို့အခါဂဲလုံးတွေ ကောက်နေတဲ့ကောင်လေးတွေဟာစော့ကစားနေရင်ရင်ကထဲမှာခုံဆွားခုံဆွားနဲ့ရှောက်သွားနေတဲ့ဖားတွေကိုတွေ့သွားလေတယ်။ကောင်လေးတွေလည်းစော့ဖို့အကြံတစ်ခုရသွားပြီးရေကန်ပေါင်ကနေရေထဲကဖားတွေကိုကြောက်တောင်းလေးတွေနဲ့လိုက်ပစ်လေတယ်။ထို့နောက်သူထိရဲ့ငါထိရဲ့ဆိုပြီးကြိမ်ကြတာပေါ့။ဖားတွေကလည်းကလေးတွေရဲ့ကြောက်ခဲထိမှန်ပြီးဒဏ်ရတဲ့ကောင်ကရ၊တည်တဲ့ကောင်ကတည်ဖြစ်ကုန်ကြတယ်။ အဲ့ဒီအခါမှာဖားတကောင်ကကောင်လေးတွေကိုလှမ်းကြည့်ပြီးဒေါသထွက်ရင်ခုလိုလှမ်းပြောတယ်မင်းတို့အတွက်ပျော်စရာဆိုပေမဲ့ငါတို့အတွက်ကတော့တည်ခြင်းတရားပဲကွာဆိုပြီးဝေးရကိုဖက်ပြေးသွားလေတယ်ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်မမနွေဦးရဲ့လက်သက်ဆက်ချမ်းကြီးတို့ရင်ဒီပုံမြင်လေးစီကနေတည်ရင်ရမယ်တန်ခမ်းစာကတော့တခါတလေမိမိရဲ့တခဏတာအပြောအတွက် အပြောသဘောလုံးလိုက်တဲ့အရာတွေဟာတစ်ဖက်သားအတွက် နာကျင်စရာနင့်နာစရာတွေအပြင် အသက်ပါတိဆုံးတဲ့အထိဖြစ်သွားတဲ့ကြောင်းကိုသင်ငန်းစာယူရမှာဖြစ်ပေတယ်။အဲဒီတော့မမနွေဦးရဲ့တက်တက်ဆက်ရှင်လေးတို့လည်းဒီပုံမင်းလေးစီကနေသင်ငန်းစာကောင်ကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။မမနွေဦးရဲ့တက်တက်ဆက်ရှင်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပြချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေဖြစ်နေလူတစ်တိုင်းရဲ့လှပတဲ့ဆက်ရှင်လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော်။ဒီတော့စိတ်ဝင်စားစရာကောင်းပြီး အသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦးစတိုရီ channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမမနွေဦးအတွက်အားဖြစ်စီတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်။ညဆုံးကြမယ်နော်။